ီနေ့မှာတော့စီပြန်ရင်းနေမစားနေတာနဲ့ရခိုင်မုတ်တီတုံးနဲ့အာဘူအေးကိုဖြတ်စားပြခဲ့ပါတယ်။အာဘူတုတ်ဖို့အတွက်9နှစ်စချက်ပါမယ်။ကျွတ်တုံဖြူကိုစနွင်းနဲ့စီတက်ပြီးရင်တော့ချိန်ထားတဲ့ငင်းပြီးစိမ့်တွေထည့်လိုက်ပါမယ်။နှွေနာတဲ့ငါးတွေစားထည့်ပါမယ်။ကျွန်တော်ကတော့အခုကိုသုံးထားပါတယ်ဗျာ။ရှိဖြော်ထားတဲ့မြင်ငပိကိုတောင်းထည့်ပြီးတော့ရှိရီခန်းသွားတဲ့အထိမှုေပေးရပါမယ်။ ဒီနေသားလောက်ဆိုရင်ရပါပြီ။ဘဲကြော်ကြော်ဖို့အတွက်မုံနစ်ဆက်ဆက်ပါမယ်။ဘဲကြော်ကြော်တဲ့မုံနစ်ကိုမပြစ်လုံးမကျဲလုံးနဲ့နေသားလေးဖြစ်အောင်သတိထားပြီးတော့ဖြော်ပေးကြပါခင်ဗျာ။မဟုတ်ရင်မုံနစ်ကမကျက်ပဲနဲ့ဘဲတွေရအရင်ထူးသွားတတ်လို့ပါ။မီးကိုလည်းလဲလဲလောက်ထားပြီးတော့စိတ်ရှိရှိနဲ့ကြော်ပြရပါမယ်။ ဒီနေသားလောက်ဆိုရင်ဆယ်လို့ရပါပြီမနက်ကဈေးသွားတော့ပိန်ယိုးတွေတွေ့တာနဲ့အာဘူဟင်းရီတွေကိုပိန်ယိုးလေးတွေပါထည့်လိုက်ပါလေဟင်းရီကိုရတာပူရှိအောင်လို့ငါးကောင်းနေပါကြိတ်ပြီးတော့ထည့်ပေးလိုက်ပါတယ်ဗျာ ဒီလိုပွက်ပွက်ဆူပြီဆိုရင်တော့အာဝဟင်းရေတစ်ခွက်ရာသွားပြီပဲဖြစ်ပါတယ်ခင်ဗျာမုတ်တီရခိုင်တုတ်စားတုတ်ပါမယ်ဗျာနောက်ဆုံးမှာတော့ရှူးချဲပွင့်ထွက်သွားမဲ့ရခိုင်မုတ်တီတုံနဲ့အာဘူဟင်းရေကိုစားလို့ရတော့ပါခင်ဗျာ